မြန်မာနိုင်ငံကတော့နေပွင့်တဲ့နိုင်ငံဆိုပေမဲ့လို့ကျွန်တော်တို့ဆေးကမ်းမှာ10ရောက်မှာစစ်လိုက်ရင်9ရောက်ကဗိုက်တာမင် D တအားနေကြတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ဆရာဝန်တွေပြီးတော့ယုံသမားတွေတိုက်ထဲမှာပဲအမြဲနေရတယ်၊ယုံကမ်းမှာပဲမနေ့ကလည်းညနေထိနေရတဲ့လူတွေအိမ်ပြင်မထွက်နိုင်တဲ့အသက်ကြီးရွယ်အိုတွေဒီလူတွေကတော့ဗိုက်တာမင် D စစ်လိုက်လို့ရှိရင်အ ਨੇ ဆုံးတွေ့ရတဲ့တွေမှာပါတယ်။အခုကြည့်နေတဲ့လူကယုံသမားပေါ့နော်။ယုံသွားတယ်။ယုံမှအလုပ်လုပ်ပြီးဘယ်တော့မှမကြသေးဘူး။ကြောတပြင်းလုံးကညောင်းနေပြီးဒီ စကြောအပေါ်ပေါ့နော်စကြောတွေခဏခဏတက်တယ်ပြီးရင်အလုတ်ပြန်လို့ရှိလို့ရှိရင်လည်းခြေတလုံးတွေကိုက်ကြောတွေကိုက်ချက်သားတွေနာပြီးရင်တနေ့လုံးမှာလူကနှုံးလွယ်တယ်အိမ်ပြန်ရောက်ရင်လည်းရေချိုးပြီးသွားလို့ရှိရင်စပင်းတွေအရန်ကျွတ်တယ်ရေချိုးပြီးသွားလို့ရှိရင်လည်းလူကအညောင်းပြေသွားတယ်လို့မခံစားရဘူးအဲအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်တင်တယ်ဘာကြောင့်လဲဆိုတော့ဗီတာမင် D တော်တော်လေးနည်းနေလောက်တယ်โอเคကျွန်တော်ဒေါက်တာဖုံးပါ တော့ဒီအရန်ချိုးတဲ့နေတဲ့ဗီတာမင် D ကိုဘယ်ကနေပြီးတော့အဓိကရမလဲဆိုတော့စပြောမယ်။80ရာခိုင်နှုန်းကကျွန်တော်တို့ရဲ့နေအောင်ကြည်ထဲမှာပါတဲ့ UVB ဆိုတဲ့ UV light ကနေပြီးတော့ရတယ်။ကျန်တဲ့20ရာခိုင်နှုန်းကကျတော့အစာအတော့ကနေရတယ်။ဒီမှာအဓိကကတော့ဒီ80ရာခိုင်နှုန်းဖြစ်တဲ့နေအောင်ကြည်ပဲ။20ရာခိုင်နှုန်းအစာအတော့ကကျတော့ဘလိုပဲစားစားပေါ့နော်။ဒီရှိမှာဗီတာမင် D level ကိုပြည့်အောင်လို့ sustain လုပ်ထားဖို့ကအရန်ခက်ခဲတယ်။ဒီ80ရာခိုင်နှုန်းကနေအောင်ကြည်ရရတယ်လို့ပြောတယ်။ နေအောင်ကြီးရဲ့ UVB ဆိုတဲ့ UV light ကကျွန်တော်တို့ရဲ့ skin ပေါ့နော်အသားရည်ပေါ်ရောက်လို့ရှိရင်ကျွန်တော်တို့ skin ထဲမှာတိတ်နာတဲ့ cholesterol တမျိုးရှိတယ်7 DHC ဆိုတဲ့ cholesterol အမျိုးအစားပေါ့အဲ့ UVB ကအဲ့ cholesterol ကိုတောင်းလဲမှုတွေဖြစ်စေတယ်အဲ့မှာအရေးပြားကနေပြီးတော့ vitamin D3 ဆိုပြီးတော့စားထုတ်တယ်ကျွန်တော်တို့တောက်တောက်နေတဲ့ vitamin D3 ပေါ့နော်အဲ့မဲ့ခန္ဓာကိုယ်မှာဒီ vitamin D3 က active form မဟုတ်ဘူးပြောချင်တာကသူကိုယ်တိုင်ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့လုပ်ငန်းဆောင်တာတွေမှာ light ပါဝင်ပတ်သက်နေတာမဟုတ်ဘူး သူ့ထပ်ပြောင်းလဲမှုတွေထပ်လုပ်အောင်မယ်အဲ့လိုလုပ်တာကကြတော့အသေးရပထမတစ်ဆင့်လုပ်ပြီးတယ် D3 ကိုအသေးရနေပြီးတော့ပြောင်းလဲမှုတွေလုပ်လိုက်လို့ရှိရင် तू က D3 ရနေပြီးတော့ D2 ပေါ့နော် D2 မှာမှာ 25OH D2 ဆိုတဲ့မျိုးစားဖြစ်တယ်အဲအဲ့ဒါအောင်မှာကျွန်တော်တို့ရဲ့ကြောက်ကက်ရဲ့အုံနှောက်ရဲ့ထဲကဒီ enzyme တွေကထပ်ပြောင်းလဲမှုထပ်လုပ်တယ်လုံးဝ active form ဖြစ်သွားအောင် final form ဖြစ်သွားအောင်အဲ့ဒါတော့ D2 ပေါ်မှာ 125OHD ပေါ့နော် D2 ပဲအဲ့ဒါကနောက်ဆုံး final form active form ူကမှခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအကုန်လုံးကိုသူကလိုက်လုပ်မှာနေအောင်ကြီးတည်းမထွက်လို့ဒီ deficient ဖြစ်တဲ့ဆိုလို့ရှိရင်ဒီနောက်ဆုံးဒီ active form ဖြစ်တဲ့ဟာ deficient ဖြစ်တယ်လို့ပြောရတဲ့အတူတူပဲဒီအထိကျွန်တော်နားလည်စေချင်တာတစ်ခုကပါလဲဆိုတော့80ရာခိုင်နှုန်းသော vitamin D ကနေအောင်ကြီးရရတယ်အရေးပြားပေါ်ကိုတက်ရောက်မှုနဲ့ရောက်တယ်အဲ့တော့ကောင်းကောင်းကင်ကင်ရဖို့ဆိုနေအောင်ကြီးထွက်ထွက်မှုရှိရမယ်ပြီးရင်အရေးပြားကအထဲမှာတိမ့်လာတဲ့ cholesterol ပေါ့နော် 7DHC ဆိုတဲ့ cholesterol အမျိုးအစားက ထိုက်တင်ရှိရမယ်သူကလူကြီးတွေမှာနေတတ်တယ်နောက်တစ်ခုကကျတော့အသေးကောက်မှုလိုတယ်နောက်ဆုံးတစ်ခုကကျတော့နောက်ဆုံး final form activate လုပ်ပြီးတဲ့နေရာကြောက်ကကောက်မှုအဓိကလိုတယ်အဲ့ဒါလေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့တောက်တဲ့ D3 တောက်အောင်လား D2 တောက်အောင်လားဆိုတဲ့အဖြေအားအဲ့မှာရှိတယ်ပုံမှန်လူက D3 တောက်အောင်ရပြီအ D3 တောက်ရင်အသေးကောက်နဲ့ကြောက်ကကောက်နဲ့ဆို D3 ကနေပြီးတော့ခုန D2 ကိုတဆင့်ပြီးတဆင့်သူပြောင်းလဲသွားမှာပဲโอเคပြီဘယ်လိုလူက D2 တောက်ရလဲဆိုတော့ active form ဘယ်သူတော့လဲဆိုတော့6ကတ်ဆေးနေတဲ့လူတို့6ကတ်ပြက်နေတဲ့လူ6ကတ်သူ့လို့သူမလုံနိုင်တော့ဒီသူတော့အောင်ပေါ့ဒါဆရာဝန်ညွှန်ကြားချင်တယ်တော့အောင်အဲ့တော့အခုဆက်ပြောမယ့်အပိုင်းကကြတော့ vitamin D နည်းရင်ခန္ဓာကိုယ်ကဘာအဆိုးရိုးတွေရမှာလဲဆိုတဲ့ကိစ္စ။ဒီမှာသူအဓိကတက်ရောက်မှုရှိတဲ့အချက်9ချက်ကိုကျွန်တော်ပြောသွားမယ်။နံပါတ်1ကတော့အရိုးရယ်၊ကြွက်သားရယ်၊ကြန့်ခိုင်မှု၊ဖွံ့ဖြိုးမှု။အဲ့တော့ D နည်းလို့ရှိရင် vitamin D က ကယ်စီယမ်ကိုဒီဦတွေကနေစုပ်ယူတဲ့ကိစ္စကိုပါသူကထိန်းချုပ်တယ်ဒီနေရင်ကယ်စီယမ်ကောင်းကောင်းမစုပ်တာတွေဖြစ်နိုင်တယ်ကျွန်တော်ခန္ဓာကိုယ်ကကယ်စီယမ်နေရင်ဘာဖြစ်မလဲအယိုးကလေးတွေဆိုအယိုးပျော့မယ်ခြေထောက်ခွင်တာ rickets တာမျိုးတွေဖြစ်မယ်လူကြီးတွေမှာဆိုလို့ရှိရင်ကျတော့အယိုးပွားတယ်အဲတော့ချော်လဲအယိုးကျိုးနိုင်တဲ့ကိစ္စတွေဖြစ်တယ်တချို့လူတွေမှာဆိုလို့ရှိရင်အယိုးကိုကအထက်အတွင်းနေရပါတော့နာနေတဲ့ဟာမျိုးခံစားရတာမျိုးရှိနိုင်တယ်နောက်တစ်ခုကတော့ကြွက်သားပေါ့ကြွက်သားမှာဒီလူကအရန်အညောင်းလွယ်တယ် နည်းနည်းလေးထိုင်လိုက်တာနဲ့ညောင်းနေပြီเนาะပြီးရင်စကြောတွေတက်ကြောတပြင်လုံးကိုက်နည်းနည်းလေးလမ်းလျှောက်လိုက်ရင်ခြေတလုံးတွေနာတယ်ကျွန်တော်စီလာဘူးတဲ့အမျိုးသမီးတယောက်ပေါ့เนาะကလေးမွေးခါစားအမျိုးသမီးတယောက်ဆိုလို့ရှိရင်သူကကလေးကိုခြီးပြီးတော့5မိနစ်10မိနစ်လောက်ဆိုလို့ရှိရင်မရတော့ဘူးခြေတောက်ချက်သွားတယ်တအားနာတယ်ဒီကိုလုံးကိုက်ခဲနေတယ်လို့ပဲပေါ့เนาะဆိုပြီးတော့နောက်ဆုံးမှာစစ်လိုက်တော့ဗီတာမင် D ကတအားနေနေတယ်ဘာလို့မွေးကင်းစားဆိုတော့သူလည်းအိမ်ပြန်မထွက်ဖြစ်ဘူးလေအိမ်ထဲမှာပဲပေါ့ အဲ့တော့အထူးသဖြင့်ဒီလို period တွေမှာလည်းတတိထားတဲ့ ਨੇ ကလေးအမေရောပေါ့နော်အဲ့တော့ကြွသားကိစ္စဆက်ပြောရတော့အညောင်းလွယ်တဲ့ကြိုက်ခဲတာတွေဖြစ်တယ် generalize ပေါ့နော်ခြေထောက်တစ်ခုထဲမှာတကူလုံးကြွသားတွေကဘယ်နေရာဖြစ်ဖြစ်ကြိုက်ခဲတတ်တယ်နောက်တစ်ခုကတော့ proximal myopathy လို့ခေါ်တဲ့အရာပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လက်မောင်းပြီးရင်ဒီပေါင်ကြွသားတွေပေါ့နော် သူတို့ကအားမရှိ ပေါင်ကြွသားအားမရှိရင်လေကားအတက်ဆင်းနေနေခတ်တယ်နည်းနည်းလေးတက်တာနဲ့အားမရှိတော့ဘူးခြေထောက်ကတုံလို့လို့ဖြစ်နေတယ်ပြီးရင်အထိုင်ထတွေတိတ်မလုံနိုင်ဘူး နောက်တစ်ခုကလက်မောင်းကြွက်သားပြဿနာတက်ရင်ကြတော့ခေါင်းအကြာကြီးမဖိနိုင်အထူးသဖြင့်မျိုးသမီးတွေဆိုလို့ရှိရင်တိထားလိမ့်မယ်ဟိုမှာမျိုးသမီးတွေကခေါင်းလျှော်ပြီး hair dryer မဟုတ်ပါဘူးလေအဲ hair dryer မဟုတ်လို့သူတို့အကြာကြီးမဟုတ်ပါတယ်အဲ့တော့ကြာကြီးမဟုတ်ရင်ဘယ်နဲ့စက္ကန့်မှတော့မမဟုတ်ပါသေးဘူးလက်ကတော်တော်ညောင်းနေပြီတော်တော်အဆင်မပြေတော့မှုပါတာဒါမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုဆိုရင် gym သွားတဲ့လူတွေမှာလည်းဒီကိစ္စအတိတားလိမ့်မယ်သူတို့ weight lifting နေ squat တွေထိုင်ပေါင်ကျွတ်သားတွေလက်မောင်းကျွတ်သားတွေအဓိကတုံးရတာဟုတ်အားမလို့အားမရဖြစ်တာမျိုးရှိနိုင်တယ် ပြီးရင်သူကကြိုက်ခဲလွယ်တဲ့အထဲမှာပါတယ်လေအဲ့တော့သူများကဂျင်ဆော့ပြီးတရက်လောက်ဆိုလို့ရှိရင်အိမ်မှာနားလိုက်ရင် rest ကကောင်းကောင်းရပြီကြွက်သားတွေကမကြိုက်တော့ဘူးနောက်နေ့ပြန်ဆော့နိုင်တယ်ဒါပေမဲ့ vitamin D နည်းနေတဲ့လူက3-4ရက်လောက်နားမှာဒီကြိုက်ခဲတာတွေကပြည်တယ်နောက်တစ်ခုက vitamin D က muscle strength မှလည်းစကားပြောတယ် muscle ဖွံ့ဖြိုးမှုမှလည်းစကားပြောတယ်အဲ့တော့ D နည်းရင်ကိုလိုချင်တဲ့လောက် capacity မတက်လာတာဖွံ့ဖြိုးမှုမရှိလာတာတွေကြုံတွေ့ရနိုင်တယ် အဲဒါမျိုးဆိုလို့ရှိရင်တော့ဗိုက်တာမင် D စစ်ကြည့်ပေါ့နော်သိရှင်တော့အဲ့တော့ဒီကြွသားကိစ္စမှာနောက်ဆုံးမှတ်သားရတစ်ချက်အနေနဲ့တချို့အာသွေးရင်းကိုလက်စထရောများလို့ statin ဆိုတဲ့အုပ်စုတောက်တယ် rosuvastatin statin etoverstatin အဲ့လိုဈေးတောက်နေတချို့လူတွေမှာကြွသားနာတဲ့ side effect ရှိတယ်အဲ့ဒါကရှားတယ်ဒါပေမဲ့လို့အခုလိုဗိုက်တာမင် D နည်းနေတဲ့လူတွေမှာတွေ့ရတာပုံများတယ်โอเคအဲ့တော့နံပါတ်1ကပြီးသွားပြီကျွန်တော်တို့ရဲ့အယိုးနဲ့ကြွသားကိစ္စ အခုနံပါတ်1အဲ့ဒါကတော့ကျွန်တော်တို့တကိုယ်လုံးရဲ့ immune system ဖြစ်တယ်ခုခံအားစနစ်မှာသူကအရင်အရေးပါတဲ့နေရာနေတာဝန်ယူတာတယ်သူက immune ကိုခုခံအားကို regulate လုပ်ပေးတာထိန်းညှိတာဒီစကလုံးကအရေးကြီးတယ်ထိန်းညှိရဲ့ဆိုတဲ့ဘောက immune ကိုမကြအောင်လဲသူလုပ်ပေးတယ်အရင်မိုးထိုးနေမိုးထောင်နေ immune ကိုလည်းသူကပြန်ပြီးတော့ short ချပေးတယ်အဲ့တော့ထားပါတော့ immune တက်တဲ့ကိစ္စဆိုတာကကျွန်တော်တို့ပုံမှန်လူမှာဆိုရင် allergy ဖြစ်လို့ရတဲ့လူပေါ့။နည်းနည်းလေးအနံ့တစ်ခုရရတယ်မရတော့နှာချီနေပြီနှာရည်ယိုနေပြီ နည်းနည်းလေး season change တာနဲ့ sneezing ကြီးဟချိုးချီတာတွေအရင်ဖြစ်နေပြီနောက်ဒါဆို allergic rhinitis ပေါ့ allergy ကနေပဲသွားရတာနောက်တစ်ခုကနည်းနည်းလေးဟိုတကူနဲ့ထိတွေ့လိုက်တာနဲ့ခန္ဓာကိုယ်မှာအင်ပြင်းတွေ allergy တွေထားရတာပေါ့ဒါဆိုလို့ရှိရင်ကျတော့ immune cell တမျိုးကနည်းနည်း active ဖြစ်နေတယ်ပေါ့နော်အဲ့ဒါမျိုးအခြေအနေမှာလည်း vitamin D က regulate လုပ်ပြီးတော့ထိန်းညှိပြီးတယ်အဲ့တော့ allergy တွေတိတ်မဖြစ်တော့ဘူးပြောင်းပြန်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် vitamin D နည်းနေလို့ရှိရင်အခုလို allergic symptom တွေကခဏခဏဖြစ်နေမှာနောက်တစ်ခါ vitamin D နည်းလို့ရှိရင် immune ကျမယ်ပေါ့နော် အဲကြာရင်ဘယ်လိုဖြစ်မလဲဆိုခဏခဏတုတ်ကွေးမိမယ်အသူများကတုတ်ကွေးစီစဉ်မှာတစ်ချိန်လောက်ပဲမိတယ်ကိုက2ချိန်3ချိန်လောက်မိကြတယ်ပေါ့ဒီတုတ်ကွေးပြီးရင်လည်းနလန်ထတာကသူများထပ်ပိုကြတယ်တခါတုတ်ကွေးပြီးသွားရင်တချို့လူတွေမှာ post viral cough ပေါ့နော်တုတ်ကွေးပြီးရင်ကျန်တဲ့ allergic ချောင်းပိုးချောင်းချောင်းဆိုတာမဟုတ်တော့ဘူး allergic ကျန်ခဲ့လို့ဆိုတာဒါကလည်းသူများထပ်ပိုကြတယ်သူများဆိုတစ်ပတ်လောက်ဆိုပြီးပြီးကိုက1လ2လ3လတွေထိစတိုက်ကြီးချောင်းချောက်ကြီးတွေဆိုပြီးတော့ဖြစ်နေနိုင်တယ် ပြီးရင် autoimmune condition တွေပေါ့ဥပမာ SLE တို့ကိုယ့်ရဲ့ immune cell ကကိုယ့်အကိုပြန်တိုက်တဲ့ဟာမျိုးတွေတော့ vitamin D deficient ဖြစ်ရင် autoimmune ဖြစ်တယ်လို့တော့မဟုတ်ဘူး autoimmune ဖြစ်တယ်ဆိုတာတခြားအကြောင်းရင်းရှိပြီးသားဒါပေမဲ့ vitamin D deficient သူတွေကကြတော့ autoimmune ဓမာတွေမှာ flare up ပို့ဖြစ်တယ်ပေါ့ယောဂါပို့ထတယ်ပေါ့မငြိမ်ဘူးပေါ့ပြီးရင်သူကခန္ဓာကိုယ်တွေကရောင်ရမ်းမှုအသေးစားဖြစ်စင်လေးတွေအကုန်လုံးလိုက်ထိုင်းညိပေးတယ် တော့ကျွန်တော်တို့ဒီဗီဒီယိုမှာမပြီးတဲ့အတွက်ကြောင့်မလို့နောက်ဗီဒီယိုမှာဆက်ပြောပါမယ်အပိုင်း2ကိုဆက်ကြည့်ပေးကြပါဒီဗီဒီယိုကိုသင်ရဲ့လုပ်ဖို့ကင်ဖတ်တွေဗီတာမင် D နည်းနေမယ်ထင်းတဲ့လူတွေကို share ပေးလို့ရပါတယ်